လူတော်တော်များများကထမင်းကြော်တတ်တဲ့ဒါမှမဟုတ်ကြော်တဲ့နီးမမှန်တော့စားမကောင်းဘူးဗျအဲကြောင့်ကျွန်တော်ကတော့စားကောင်းတဲ့နီးကိုလာပြပေးတာပါ CEO ထဲမယ်ဗျဒေဦးထဲမှာပြီးရင်ကြက်ဦးကိုခောက်ဦးမှဒီလိုမျိုးထည့်လိုက်ပါမယ်ကျွန်တော်ကတော့ကြက်ဦးကြိုက်လို့၆လုံးထည့်လိုက်တယ်ဗျတကယ်ချင်းတော့ကြက်ဦးဘလောက်ကြိုက်လဲအဲ့လောက်ထည့်လို့ရပါတယ်ပြီးရင်ထမင်းကိုထည့်လိုက်မယ်ဗျထည့်ပြီးမှခဏလောက်ကြော်လိုက်မယ်ကြက်ဦးနဲ့ထမင်းနဲ့အနက်မွေးလိုက်ပြီဆိုရင်စားလေးနဲ့ငံပြေအကျဲလေးနဲ့ထည့်လိုက်မယ်ဗျပြီးရင်ခဏလေးလောက်ပြန်ကြော်လိုက်မယ်ဗျ ကျောင်း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 နဲ့အနက်တွေမွေးလိုက်ပြီဆိုတော့ကျွန်တော်ပဲပင်ပေါက်ကိုထည့်လိုက်တယ်ပဲပြားလေးနဲ့နဲ့ထည့်လိုက်တယ်ဂါကျဲဦးအယောင်လာတော့အောင်ထည့်လိုက်တယ်ဗျာတငငချင်းတို့ဗာကျဲလေပြန်မှုကျရင်ပြန်မှုထည့်လို့ရပါတယ်ပြီးရင်ကျွန်တော်ကတော့ကျက်တုံမိတ်နဲ့မုံရင်းလေးနဲ့နဲ့ဖြူပေးလိုက်တယ်ဗျာရံကိုမွေးပြီးစားလို့ကောင်းတယ်ထမင်းကြော်လေးရပါပြီဗျာအဆက်ကျရင်တော့အဆက်ကတော့ငင်းဟိုတီမုတ်ဖြူပေးလဲစင်ပြပါတယ်ကျက်ဦးဟပ်ပွိုင်းလဲလှုပ်လိုက်တယ်ဗျာစကဲဆွဲတော့မယ်တငငချင်းတို့လာခဲ့ဗျာဖိတ်ခေါ်ပါတယ် ျွန်တော်ရအကောင့်ကို follow မလို့ရတဲ့ရင် follow လေးလုပ်ပေးပါဗျာအားပြည့်တဲ့တငယ်ချင်းများအားလုံးကိုကျေးဇူးပါ